တင်းရည်သူတွေရဲ့ကျေးဇူးကြောင့်အခုလိုအောင်မြင်လာတာပါလို့ပြောလာတဲ့ယတနာမိုင်ရန်ကုန်စန်နီမျိုးပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင်ယတနာမိုင်ကတော့ရခိုင်တိုင်းရင်းသူလေးဖြစ်ပြီးတခြင်းတွေများစွာထွက်ရှိထားတဲ့သူပါအမှုပညာမျိုးရိုးရှိတဲ့သူဖြစ်ပြီးသူ့ရဲ့မိခင်မိုင်ကိုရိုင်းကလည်းတီးတန့်ရှင်တအုပ်ဖြစ်ပါတယ်မိုင်ကလည်းသူ့ရဲ့တခင်တခါတော့ကတော်တော်လေးကိုအောင်မြင်ကြောကြားခဲ့တယ်အစောရာတအုပ်ပါ သူရင်မိခင်မိုင်ရင်မလွမ်းပူဆိုတဲ့တခြင်းကိုယတနာမိုင်ကပြန်လည်တည်ဆိုခဲ့တဲ့နေရာမှာလဲပရိသတ်တွင်ရဲ့အားပေးခြင်းကိုရရှိခဲ့တာဖြစ်ပါတယ်ယတနာမိုင်ကတော့လူငယ်တွေအားလုံးစုစည်းထားတယ်ချန်ပီယံလို့ပွဲမျိုးမှာတခြင်းဆိုတွေကိုဝင်ရောက်ပြီးတော့မှရှင်ပြန်ရင်းနဲ့ပရိသတ်တွေသိရှိလာခဲ့တာပါနောက်ပြီးယတနာမိုင်ရဲ့တခြင်းဆိုဟန်ဝတ်စားဆင်ရင်မှုပုံစံတွေကမြန်မာစစ်စစ်လို့မထင်ရပဲကိုရီးယားလို့လို့ဂျပန်လို့လို့ကမာလီပုံစံလေးဖြစ်နေတာကြောင့် တခိတခါတော့ငါယတနာမိုင်စပင်ကင်ရဲ့လူတော်ရှိခဲ့တာပဲဖြစ်ပါတယ်ယတနာမိုင်ရဲ့ဝိပုံစာပုံသချင်းတီဆိုဟန်တွေကသူများနဲ့မတူ क्वे ပြတာဖြစ်ပြီးချစ်စရာကောင်းတဲ့သချင်းလေးတွေတီဆိုတဲ့နေရာမှာတော့ပိုင်ပိုင်နိုင်နိုင်ရှိတာပါအထူးသဖြင့်ယတနာမိုင်ရဲ့သချင်းတီထဲမှာတော့အခုချိန်ထိပြည်သက်တွေကြိုက်နေတဲ့နေရာကတော့သချင်းသချင်းတီပါတယ်ဆိုရင်လည်းမမှားပါဘူး ရတနာမိုင်းတီဆိုခဲ့တယ်မဖွားနဲ့ဆိုတဲ့တချက်တချင်းကလည်းနှစ်တိုင်းလိုလိုမန်တက်တိုင်းမှာကြားနေရတဲ့တချင်းတပုတ်ဖြစ်ပါတယ်။ဆယ်စုနှစ်တစုကျော်ခဲ့ပြီဆိုပေမဲ့လည်းရတနာမိုင်းကိုပရိသတ်တွေရတချင်းတချင်းနေတဲ့တွဲဘက်ပြီးတည်နေကြတော့မယ်ဖြစ်ပါတယ်။ဒါအပြင်ရတနာမိုင်းကိုယ်တိုင်ရေးထားတဲ့တချင်းတွေဟာဆိုရင်လည်းပရိသတ်ရင်ဘတ်ထဲကိုရောက်ရှိခဲ့တာပါ။အဲ့လိုမျိုးတချင်းတွေများစွာနဲ့မှမှအခုတခါမဟာတကြံလေးနီးလာတဲ့အခါမှာပရိသတ်ကြီးတွေရတနာမိုင်းကတချင်းတပုတ်ကိုလက်ဆင့်ကမ်းခဲ့ပါတယ်။အဲ့ဒီတချင်းကတော့မုံလုံးကြီးပေါ်လို့အမည်ရပါတယ်။အဲ့ဒီတချင်းကိုတင်းရီထက် ရမှုကရှိပိထားတာဖြစ်ပြီးတကယ်ကိုကောင်းတဲ့တချင်းလေးတစ်ပုတ်ပါတချင်းလေးရဲ့ပုံစံကရတနာမိုင်နဲ့တကယ်ကိုလိုက်ဖက်သလိုမြမယူရအတာတချင်းမှာတအုံနဲ့တအုံစတုတီတာကြွေးကြတဲ့အခါမှာမုံလုံးကြီးပေါ်ကိုအတီးကထားကြွေးကြပြီးအဲ့ဒီမုံလုံးကြီးပေါ်ထဲမှာတခါတည်းအပြော်ပွဲပုံစံမျိုးနဲ့ မြုပ်သီးလေးတွေထည့်ပြီးကြွေးတက်ကြရတဲ့ဆိုတဲ့ပုံစံမျိုးလေးကိုဖွင့်နှက်ပြီးရေးသားထားတာဖြစ်ပါတယ်။ထညက်နဲ့လုံကြတဲ့မုံလုံးကြီးပေါ်ထဲမှာကန်ထူးတဲ့သူကတော့ငရုပ်သီးကိုမဲပေါင်မယ်ဆိုတဲ့ပုံစံမျိုးလေးရေးထားတာဖြစ်ပြီးအဲဒီ MDB မှာတယုံဆောင်ထားတဲ့ပုံစံကလည်းတတော်လေးကိုချစ်စရာကောင်းပါတယ်။ဒန်စာအကအလှတွေပါတယ်လို့မြမယူရအတာတကြနှစ်သက်ကူရှင်အကပုံစံလေးမျိုးလည်းပါတာဖြစ်ပြီးယတနာမိုင်းနဲ့ဆိုင်းစီတွန်ခန့်တို့ကအဓိကပါဝင်တယုံဆောင်ထားတာဖြစ်ပါတယ်။ယတနာမိုင်းရင် မုံလုံးကြီးပေါ်တခြင်းကဒီနှစ်မှာပရိသတ်တွေကြားတဲ့ရှေးပန်းအစားဆုံးတခြင်းတပုတ်လူတောင်ပြောရမှာဖြစ်ပါတယ်အဲ့ဒီတဲ့ချင်းနဲ့ပတ်သက်ပြီးရတနာမိုင်ကတော့ပြိသက်တွင်လက်ခံအားပေးရတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ဒီတဲ့ချင်းကိုအဓိကဖန်တီးပေးရတည်ရထက်လျံမှုကိုလဲကျေးဇူးတင်ပါတယ် ဒီသင်းကအစတုန်းကထက်လျံမှုနဲ့အတူတူနှစ်ယောက်စုံတွဲတည်ဆိုးဖို့လုပ်ခဲ့ပြီးသားပါတီလုံးတိုက်တဲ့အထိနှစ်ယောက်တူတူတည်ဆိုးဖို့လုပ်ခဲ့ပြီးမြေတကယ်တကယ်ဆုတ်ဖြစ်သွားတဲ့အခါမှာတော့ယတနာမိုင်းတယောက်တည်းတည်ဆိုးခဲ့တာဖြစ်ပြီး chorus အပိုင်လေးကတော့ပရိသတ်တွေအနှုတ်ပြားမှာဆွဲနေခဲ့တဲ့သချင်းစာသားလေးဖြစ်တဲ့အတီဖန်တီးပြနိုင်ခဲ့လို့ထက်လျံမှုကိုကျေစုတင်ကြောင်းနဲ့ယတနာမိုင်းဆိုတာတင်းရေးဆရာရင်းရဲ့ကောင်းမှုကြောင့်အစိုးရကောင်းဖြစ်လာတာပါလို့ပြောပြလာခဲ့ပါတယ်ပရိသတ်တွေအခုလိုလက်ခံပြီးလို့လည်းကျေစုတင်ပြီးတင်းရေးဆရာရင်းဆိုတာလည်း ်ခင်မွန်ကြီးဆယ်ပါးထဲမှာပါဝင်တာကြောင့်ဂျေဇုတွေကိုမမိပါဘူးလို့ယတနာမိုင်ကပြောပြလာပါတယ်ပရိသတ်ကြီးရောမုံလုံးကြီးပေါ်ဆိုတဲ့တဲ့ရှင်ကိုနားထောင်ပြီးယတနာမိုင်နဲ့လိုက်ဖက်တယ်လို့ထင်လားဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပြီးခဲ့ပါအောင်ရှင်